။ဟုတ်ကဲ့ပါဦးမင်းကိုနိုင်။ပြီးခဲ့တဲ့မေလ12ရက်နေ့ကတပရင်းမြို့နယ်အိုထင်းတွင်းရွာစတင်ကျောင်းကိုဘုံကျဲပြီးတော့အကျန်းဖတ်စစ်တပ်ကကျောင်းသူကျောင်းသား22ယောက်နဲ့ဆရာမ2ယောက်ကိုရက်ဆက်စွာတပ်ဖြတ်ခဲ့ပါတယ်။ဒီကိစ္စတလောက်ရက်ဆက် ကြမ်းကြုတ်အောင်လုပ်ရတာဖက်စစ်တပ်ကဘာဖြစ်ချင်တာလဲကို။အော်ဒီလိုဗျာ။ဒီဖက်စစ်တပ်မှာကလက်နဲ့နဲ့ငွေအားကိုပဲဗျ။ဒါပဲရှိတာ။တော်လိုင်းရဲ့ဘက်မှာကြတော့ပြည်သူလူထုရဲ့ထောက်ခံမှုကအဓိကဒါအားလုံးအတိပဲ တဖက်စစ်တပ်ကလူလူထောက်ခံမှုမလို့ခြင်းလို့တော့မဟုတ်ဘူးနော်သူမရနိုင်မှလည်းသိတယ်လေဒီတော့တော်လန်ရေးရဲ့အာသာချက်ကိုသူဖျက်ဆီးဖို့အမြဲအားထုတ်နေရတယ်ကြည့်ဗျာစာတင်ကြောင်းမှန်းသိလျက်နဲ့ဗျာလူတွေမတွေးမကြံဝန့်တဲ့အလုပ်ဒီဘုံကျဲတဲ့အလုပ်ကိုမိုက်ရိုင်းစွာနဲ့လုပ်တယ်ဆိုတာပြီးတော့ NUG ကိုအပြစ်ပုံချတဲ့စာတွေစကားတွေအကောင့်တွေတွေအများကြီးနဲ့ဒီစစ်စင်ရေးတလကြမ်းလှုပ်လာတာနဲ့ဆက်ဆက်ကြည့်လိုက်ပါဒီလူမဆန်တဲ့လုံရအပေါ် NUG ရဲ့ဂျင်ညာချက် ဘလို့ပင်တုံ့ပြန်နေဖြစ်စေဗျာသူကအပြစ်တခုလို့အဆက်မပြတ်ထိုးနှက်နေတာကိုတွေ့ပါလိမ့်မယ်အခုကြတော့စိရာဇဝမှုဒီ war crime ကျူးလွန်တဲ့သူကိုဝိုင်းတန်ခါရမယ်အစား NUG ကိုလွှဲချတဲ့ကိစ္စမှာပွဲစုအောင်အာယုံတွဲတယ်ဆိုတာတိတ်တိတာတာပေါ့သူတို့ကဗျာဓမ္မနဲ့အဓမ္မတိုက်ပွဲဆိုတာကိုပုံဖြတ်ပလိုက်တယ်ပြီးတော့ဘယ်နှစ်ဘက်ဗျာစစ်တိုက်နေကြတာပါလို့ဇွတ်ပုံဖော်လိုက်တယ်အဲ့တော့ဒီဒီပတ်စံကြီးအများကြီးအုံခံရတဲ့ဘုံကျဲတဲ့အမှုကိုတော့ တော်လန်ရေးတက်စခန်းအစားဒီစာတင်ကြောင်းကမှရွေးပြီးတော့လုပ်ကြည့်တာဆိုတာဟိုကြည့်ရင်ဒါထင်ရှားနေပြီဗျာနော်အဲ့တော့သူကပြောချင်တာလွမြောက်နေမြေမှာမင်းတို့စာတင်ကြောင်းလဲငါတို့ကျဲမှာပဲလို့သူတဘာတဲ့တင်စကားပေးတာဗျာပြည်သူလူထုကိုလည်းဟာ energy အပါဝင်တော်လန်ရေးနဲ့မပတ်သက်ရဲအောင်သူချင်းချောက်ပြီးသားလည်းဖြစ်တယ်ဗောဘလို့တွတ်တဲ့ဗောအဲ့ဒါသူတို့မြတ်တယ်လို့သူတို့အထင်ရှိပြီးတော့ဂျင်းနဲ့ငယ်ကိုရပါတယ်ဟုတ်ကဲ့ပါအခု ဒီလိုမျိုးကလေးတွေကိုတတ်တာရောပြီးတော့ပြောင်းလဲနေတာရောလုပ်နေတဲ့အတွက်ပြည်သူလူထုကအတော်လေးဒေါသထွက်ပြီးတခုခုတုံ့ပြန်ခြင်းနေကြတယ်ပြည်သူတွေကျွန်တော်တို့တွေဘာလုပ်နိုင်မလဲဘလို့တုံ့ပြန်ကြရင်ကောင်းမလဲကိုအဲ့ဒါစက်ကြည့်လိုက်လေဒီဘုံကျဲခံတဲ့ဆရာမတွေနဲ့ဒီစာသင်သားတွေရဲ့ပုံရိပ်တွေကလူတွေကြားထဲမှာ shock ရသွားတာပေါ့နော်သွေးလန့်သွားတယ်တက်ခေါက်တယ်စူပွက်သွားတယ်အဲ့ဒီခါကြမှလေဒီဖက်စစ်တပ်ကဟာငါတို့တန်တမာရေးလူရာဝင်လုံမှုကိုပါအသက်ရောက်ပြီးထိခိုက်ပြီဆိုတာသိသွားတော့ချက်ချင်းပဲ နောက်တစ်မျိုးတောက်အားလက်အားပြောင်းတာပေါ့အဲ့တော့ဒါကသူတို့ကိုသူတို့ပြောကြင်တာကသူတို့နာမည်ဖြတ်ချင်လို့တကယ်မဟုတ်ပါဘူးလောက်ကျန်ဖန်တီးတဲ့ပုံတွေပါဆိုပြီးတော့ထအော်ပြောင်းဟာလားမင်းဒီတွေပက်ပြီးတော့လောက်ပါတယ်ဆိုပြီးတော့ဒါပေမဲ့ဒီဘက်ကဒီအပြစ်မဲ့တပ်ဖြန်ရတဲ့သူတွေရဲ့အမီအသက်အတန်းနဲ့တကွစည်ရင်းစရားနဲ့ပေါ့နော်တက်တည်ထူပြလိုက်တာအာအဲ့ဒီမှာတခါတည်းထူပူပြီးတော့နောက်တစ်မျိုးကြံမြန်ရောသွေးယူသွေးရနော်ကြံပြီးကြံရသူတို့ ကြင်ညာလိုက်တာပါတယ် PDF တွေကပဲလက်နဲ့ဆန်းပြီးတော့ထပ်စစ်ပေါက်ကွဲတဲ့အောင်သူကောက်ကောက်ကြစ်ကြစ်ပေါ့နော်ဗျောင်းလိန်တော့တာပဲအရစကားနဲ့ပြောရင်တော့ဗျာဒါအကျင့်ရုပ်တယ်ဆိုတာဒါမျိုးပဲဗျာဒီစစ်ကမြလော်ဘီတွေအပါအဝင်တော့နိုင်ငံပိုင်းမီဒီယာတွေအထိတော့အဲ့ဒီကောက်ကြစ်ဆင်းလဲတဲ့ viewer ကိုဟိုကြင်ညာခိုင်းလိုက်တာသူကဒါပေမဲ့တစ်ချက်ထဲမှာပေါ့နော်အရက်ဖက်ကိုဘုံကျဲတာကိုလက်တွန့်သွားလားဆိုတော့ဒါတော့ပွက်လို့ရိုက်နေတဲ့ကြားထဲမှာရခိုင်မာတဲ့ထက်ကျဲတာပဲ ဆိုတော့ဗျပြင့်မှုကြီးတွေကိုကျူးလွန်ခိုင်းမယ်ကျူးလွန်ပလိုက်မယ်ပြီးရင်သူများလွှဲချလိုက်ရတာပဲ MRTB မြဝတီကနေပြောင်းလင်ခိုင်းလိုက်ရတာပဲလို့တွေးနေတဲ့ပုံပါဗျာဟုတ်ကဲ့ပါအခုအဲတချို့ comment တွေ post တွေမှာတွေ့ရပါတယ်အဲဒါတွေကတီးပြီးသားပါကွာဘာလို့ကြမလဲတာပြောပြည်ရင်းကဘာလို့နိုင်မှာမို့လဲပြောဆိုသူတွေအတွက်ဘလို့တုံ့ပြန်ကြမှာလဲအခုအဲစစ်တပ်ထုတ်ကုန်တပိတ်မောက်တဲ့အလို့ဘလို့လုံနိုင်လဲကျွန်တော်မလဲမညာလဲပြန်စမ်းစစ်ဖို့လိုပါတယ်ဒါကတော့ ဒီတပိတပိအဖွဲ့ဘောင်းဆောင်ကဒီစစ်တပ်ထုတ်ကုန်ပစ္စည်းတွေကိုနာမည်နဲ့တကွစင်းစရားနဲ့အကျဉ်းချင်းနှိုးဆောင်ပြီးသားပါကဲကြည့်မယ်ဒီနေ့မြန်မာပြည်ဆိုင်နေပိတ်ကုန်မလားပန်းပန်လှဲ့လားဒါအဖြေပါအဲ့တော့ဗျာလုံးစရာရှိတာဒီအကုန်လုံးနေမှာအကုန်လုံးအောင်မှာဒီဒီစာတင်ကြောင်းဘုံကျဲတဲ့စုလိုက်အပြုံလိုက်လူတတ်မှုမှာကုတီလက်ရောက်ကျူးလုံသူကဖက်စစ်တရှင်းတယ်ကြံရပါကဖက်စစ်ရဲ့အဲ့ဒီသွေးစွန်းတဲ့လက်ကိုကင်တွေမြောက်ပင့်ပေးခဲ့တဲ့ နိုင်ငံကြီးငယ်မဟုအာဏာရှင်အစိုးရများဖြစ်တယ်နောက်တစ်ခုဒီအမှုတွေကိုတရားစီရင်ဖို့เนาะဒီစင်းစရားတွေကိုကျွန်တော်တို့ကမ္ဘာအစီကျူးရှိအစည်းအဝေးကိုပို့အောင်မှာပဲတန်ယုံတွေရှိမှာကန်ရမြောက်အောင်မှာပဲကျူးလွန်တဲ့လူတွေအေးအေးယူနိုင်တဲ့အထိရာရာနီးတဲ့နီးပေါင်းစုံနဲ့ခုနလိုတပိတ်တိုက်ပွဲတွေနဲ့စစ်တပ်ထုတ်ကုန်တပိတ်မောက်တာအပောင်းပဲပေါ့အာနီးပေါင်းစုံနဲ့အားဆိုင်ကြအောင်မှာပဲဟုတ်ကဲ့ပါကူအချို့ကစိတ်ပူကြတယ်ဒီစစ်ကောင်စီကလှုပ်ကြံကြင်ညာနေတာတွေကိုအဟုတ်ထင်နေကြရင်ဘယ်နဲ့လုပ်မလဲပေါ့ ဒီပေါ်အကိုရောဘယ်လိုယူဆပါသလဲခင်ဗျ။အာသူတို့အဲ့လိုဖြောင်းလိန်နာနဲ့ချက်ချင်းကျွန်တော်တို့ဒီဝင်းနမိတ်တာဆရာတော်တပ်ဖြတ်မှုဖြစ်စဉ်ကိုချက်ချင်းသိရတယ်ဗျ။ကျူးလွန်တဲ့သူတွေကတော့မေ့ခြင်းမေ့မှာပေါ့ဗျာ။လူမှန်ရင်တော့ချက်ချင်းအားလုံးကပြန်သတိရသေးတယ်။အခုတော့သူတို့ဓာမျိုးတော့နောက်ထပ်ဖြောင်းလိန်နေဆိုတာလေသူတို့ရဲ့အစင်ချင်းမဲ့မှုတွေညာရင်နှိမ့်မှုတွေကိုပြနေတာဗျ။ကဲဘယ်လိုဖြစ်စီဗျာ။အဲ့ဒီအပြစ်မဲ့အတ္တခံတဲ့ပြည်သူတွေအယိုးတွေတွန်နေနေမှာတော့ဝန်ချတောင်းပန်လွတ်ကြောင်းတော့မကြမ်းနဲ့ အခုကိုပြောတဲ့ဇကားတွေသာကိုတာယူလို့ပြန်ထားကြအဲ့ဒီကောက်ကျစ်စင်လေအပြစ်လွှဲပြီးတော့ဇကားပြောခဲ့တဲ့လူတွေကြီးညာခဲ့လူတွေခိုင်းခဲ့တဲ့လူတွေအားလုံးဟာတကယ်ကိုတရားမျက်မှောက်ရင်ဆိုင်မှုသာပြင်ထားပါလို့ဒါပြည်သူတွေကိုသာပြောချင်တယ်ဗျာ